ဒေါက်ခွမ်းမုံတယောက်ကဖြင့်တဲဖရာတရားကြည်ညိုတာပဲရှင်ဟူသည့်အတန်မျိုးကိုကြားရလျင်ဒေါက်ခွမ်းမုံသည်အလွန်ပီတိဖြစ်တတ်လေသည် ထို့ကြောင့်သူသည်ဖရာကိုမကြာခဏရှ िख ိုးလေသည် ရှ िख ိုးရာ၌လဲသူ၏အတန်ကိုတအိမ်လုံးသာမကအိမ်ရှိအိမ်အိမ်နောက်အိမ်များပါမကြံကြားကြစေရန်တန်ကုန်ဟိ၍ရှ िख ိုးလေသည်စင်စစ်ငကိုအတန်ထက်နှစ်ဆတိုး၍ဟစ်အော်ရွရသည်မှာတတ်တာလီတော့မဟုတ် အာလဲ၆တလို့မောလဲမောသည်တို့ပြည့်ပြည့်ဖျားရှိခိုးပြီးသောအခါများတို့တွင်ဒေါ်ကွမ်းမုံသည်အိမ်ပေါ်မှာကလေးမတ်စောကိုအမြန်ရေခတ်ခိုင်းကာဂမန်းကရန်တောက်ချရလေသည်ဟဲ့မီဆိုငါ့ကိုရေတစ်ခွက်ခတ်လာပေးစမ်းတဲဒီသေးနာမလေးငါပြောတာမကြားဘူးလားမြန်မြန်ခတ်လာခဲ့စမ်းဆိုတာဟူသောဒေါ်ကွမ်းမုံ၏အတန်ကိုဖျားရှိခိုးတဲ့အဆုံးတွင်မကြာခဏကြားခဲ့ရပေသည်ထို့ပြင် စကားပြောရ၌လဲဒေါကွမ်းပုံသည်ဖျားရှင်၏နာမတော်ကိုတတ်နိုင်သမျှထည့်သွင်း၍ပြောဆိုလေးရှိသည်ဒီနေ့သတင်းစာထဲမှာပါလာတယ်ဆက်သတိတဝူပြန်ပြီးဆွဲခံရတဲ့ကြောက်စရာပဲရှင်ခေကြီးကိုကမကောင်းပါဘူးဒါကြောင့်ကျမပြန်ဖျားပဲအမြဲဖတ်နေရတာပဲဟူ၍၎င်းဖះဖះအကြရတာနားမချမ်းသာကြပဲရှင်ဒီလိုမမကြီးကလင်ကြီးကွယ်ရမှာအိမ်နားကောင်ကလေးနဲ့စကန်းတော့နေတာကို အရက်ကတိကြရောတယ်လားကဲဆက်စမ်းပါဦးဟူ၍၎င်းဒေါ်ခွမ်းမုံသည်သူ့မိတ်ဆွေတို့နှင့်ပြောဆိုနေတတ်လေသည်ထိုမြမကဒေါ်ခွမ်းမုံသည်တန်းဝေရ၌လဲဟိုးဖေယဖေယဖေယဟုဟဲ့အော်တန်းဝေရဒီမှာအမောအညောင်းဆက်ရ၌လဲဖေယ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 ဟုညီတော်ရဒီမှာလဲတပင်တပန်းပင်ဖြစ်တော့သည်အိမ်ပေါ်မှာကလေးမစောအဖို့ တော်ကွမ်းပုံတန်းဝယ်သည့်အခါတွင်မူဘာမှမထောင်းတာသို့တော်ကြွကြွကြွဖျားဖျားဟုအညောင်းဆန့်လိုက်ပြီးဆိုလင်ကတတ်တာတော့မည်မဟုတ်ထိုအတန်နှင့်မရှိမနှောင်းပင်ဟဲ့မီစောငါ့ကိုလာနှိပ်ပေးစမ်းဟူသောအတန်ကိုကြားရကနိုင်ပေါင်းများစွာနှိပ်ပေးရလေတော့သည်ထိုတို့နှိပ်စဉ်မတော်တဆခက်နန္နာကလေးနှိမ့်မိသောအခါများတွင် အမလီဖျားဖျားဖျားနိုင်တာကမြင်းမဒါတောင်နဲ့တအားကြိတ်လိုက်တာ ဟူ၍ဒေါ်ကွမ်းမုံ၏ကြောက်မက်ဖွယ်ရာငေါငန်းမြည်တွန်ခြင်းကိုမဆောခံရတတ်၏တခါတရံတွင်မူပေါင်တွင်းကျော်လိန်သည်ကိုပါခံလိုက်ရတတ်သေးသည်ကျွန်တော်ဦးလေးအိမ်သို့ရောက်ရှိသွားတိုင်းဒေါ်ကွမ်းမုံကိုတွေ့ရပေသည်ဒေါ်ကွမ်းမုံမှာဦးလေးနှင့်မကြီးတော်ဆက်လေသည် အသက်မှမူ90ခန့်ရှိဦးမည်အသားဖြူဖြူဝဝပိုင်းပိုင်းနဲ့ဝင်ကြွားသောအမူအရာရှိသည် သူသည်ပါးလျရ၍ အစင်အသွေးနှုတ်သည့်အဝေးအစားတို့ကိုမှရွေးပြီးဝတ်တတ်သည်သူ၏သပင်ဖြူတို့ကစည်းစိုးထားလေရှိသဖြင့်နေကျန်းသောအသွင်ကိုပင်ဆောင်၍နေပေမည်တခါကဒေါ်ကွမ်းမုံသည်အစိုးရအရာရှိကြီးတဦးဤဇနီးဖြစ်ခဲ့ဖို့သည်ယခုအခါ၌မူခင်မွန်းသည်ဆုံးသွားသဖြင့်မုတ်ဆိုးမှအဖြစ်နေထိုင်လာခဲ့သည်မှာ၅နှစ်ခန့်ကျော်ပြီတာသမီလည်းမရှိတကူရဲဖြစ်နေသဖြင့် သူသည်ခင်မုန်းတဲ့ဆုံးပြွေမကြမီပင်ဦးလေးနှင့်ဒေါ်လေးတို့အိမ်တွင်လာ၍နေထိုင်လေသည်သူသည်ဒေါ်လေးထက်၁၀နှစ်လောက်ပို၍ကြီးမည်သူတို့ညီအကိုမောင်နှမရဲတွင် သူကအကြီးဆုံးဖြစ်၍ဒေါ်လေးက အငယ်ဆုံးဖြစ်လေသည်မိဘများဆုံးမသွားကြသလိုအချားညီကိုမောင်နှမများလည်းမရှိကြတော့ပေခင်တွယ်စရာဆို၍ဒီညီမနှစ်ဦးသာကြံတော့သဖြင့်ဒေါ်လေးသည်အဆတ်ဆတ်အာရယာတီးခံကသူ့ကိုလက်ခံပြုစုထားလေသည် စင်စစ်ဒေါ်လေးနဲ့ဒေါ်ကွမ်းပုံမှာညီအမဆိုတော့လေတူးနဲ့တူးစိတ်သဘောချင်းမတူ အမူအချင်းချင်းကမတူရပေ အဖြူနဲ့အမဲကဲ့သို့ကွာခြားလာပေသည်ကျွန်တော်ဒီဦးလေးနဲ့ဒေါ်လေးကိုလွန်စွာခင်မဲ့သဖြင့်သူတို့အိမ်သို့မကြမကြာတော့လေလေးရှိသည်တခါတရံညင့်အိမ်ညင့်နေပေနေတတ်သည် ထိုအခါများ၌ကျွန်တော်ဒီဒေါ်ကွမ်းပုံနှင့်ဆုံတွေ့ရပေသည်ထိုသို့ဆုံတွေ့ရ၌ရခေအခါများကမူဒေါ်ကွမ်းပုံကိုတွေ့လျှင် ကျွန်တော်ဒီမိတို့မြတ်ထူးခြားခြင်းမဖြစ်ခဲ့ပြီသို့တော်ယခုအခါ၌ကသူ့ကိုတွေ့တိုင်းတယောက်တည်းကြည့်၍ပြုံးမိနေလေတော့သည်စင်စစ်တော်ကတခါကတွေ့ကြုံခဲ့သော အဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြေး၍မြင်ရောင်နေသောကြောင့်ဖြစ်သည် အချိန်ကယမန်နှင့်ဝါဆိုလားပြင်နေပင်ဖြစ်၏နနက်စိုးစိုးမှစ၍မိုးတီတဆိတ်ဆိတ်ရွာသွန်းလျက်ရှိရာနေလေဘက်တွင်မှတိတ်သွားလေသည် ကျွန်တော်ဒီမိုးအေးအေးတွင်ကိုွေး၍စာဖတ်နေရမှမိုးတိတ်သွားသောအခါဦးလေးတို့အိမ်စီတို့ထွက်လာခဲ့လေသည်ဦးလေးတို့အိမ်တို့ကျွန်တော်ရောက်ရှိသွားသောအချိန်၌ကဦးလေးမှအိပ်ပျော်နေပြီးဒေါ်လေးကအလဲကန်းတွင်မိဖို့တိုက်နေသည်နောက်ဖေးဘက်၌မစောကတဝုံဝုံနှင့်အဝဲများလျှော်ဖို့နေသည်ကျွန်တော်ကိုမြင်လျင်ဒေါ်လေးကဟောငါတူပါလားလာဟိမနက်ကတောင်မင်းများပေါက်လာမလားဆိုပြီးငါတို့မျှော်နေကြသေးတယ် ဒီနေ့မင်းကြိုက်တဲ့စက်သားဟင်းချက်တယ်ကွဒါထက်မင်းဥပုပ်ရသေးလားဥပုပ်မရရင်တော့ညနေကျမင်းဦးလေးနဲ့တူတူစားပြီးမှပြန်တော့ဟုစီးရပြောသည်ကျွန်တော်ကကျွန်တော်ဥပုပ်မရခဲ့ဘူးဒေါ်လေးရေဒေါ်လေးတို့ရောရကြလားဟုမေးလိုက်သည်ဤတွင်ဒေါ်လေးကမင်းဦးလေးတော့မရဘူးကွဒေါ်လေးနဲ့မမပဲရကြတယ်မမတယောက်တော့စောစောကပဲတရားနာထွက်သွားလေရဲ့တော်ကြပြန်လာလိမ့်မယ်ထင်တယ်ဟုဆိုလေသည် ကျွန်တော်ကလည်းဒေါ်လေးအနီး၌ထိုင်ကစကားဆက်မိပြောနေသည်ဒေါ်လေးကလည်းမင်းမူတိုက်ရင်စကားလှန့်လန့်ပြောသည်ဤသို့ကျွန်တော်တို့တူဤနှစ်ဦးစကားကောင်းနေကြစဉ်အိမ်ရှိသူကားထိုးရတန်ကြားလိုက်ရသည်ဒေါ်လေးကတစ်ချက်လှန့်ကြည့်ပြီးနောက်ဟောမမတို့တရားပွဲကပြန်လာကြပြီခုကျွန်တော်ကိုပြောသည်ကျွန်တော်လှန့်ကြည့်လိုက်သောအခါဒေါ်ကွမ်းပုံနဲ့အဖေါ်နှစ်ဦးတို့အိမ်မော်တို့တက်လာကြသည်ကိုတွေ့ရသည် ဒေါ်ကွမ်းပုံနဲ့အဖော်နှစ်ဦးကိုအဝေးမှမြင်လင်ဥပုပ်တဲများဖြစ်ကြောင်းလွယ်ကူစွာသိနိုင်ပေသည် သူတို့သည်နိုင်လွန်အင်ကြီးအဖြူနဲ့ယောဂီအောင်ပိုးတွန့်လုံကြီးကိုစီဝတ်ထားကြသည်ယောဂီတပတ်များကိုလည်းလဲတွင်တိုင်းထားကြသည် သူတို့လက်တွင်ကစေပရီများမှအထူးမြင်သာလာတော့သည်ကဲကဲထိုင်ကြပါဦးဟုဒေါ်ကွမ်းပုံကသူ့အဖော်များကို နေရာထိုင်ခင်းပေးပြီးလျှင်မကြည်ဒီမှာဧည့်သည်တွေပါတယ်ဟဲ့ အားလုံးဥပုသ်တွေကြီးပဲလင်မနစ်ကလေးများယူလာပါဦးဟုတ်ဒေါ်လေးကိုလှမ်းပြောလိုက်သည်ဒေါ်လေးကလည်းဟုတ်ကဲ့မမဟုတ်ပြောပြီးလင် နေရမထကမိဖို့ကြောင့်လည်းသူဝင်သွားလေသည် မကြာမီဒေါ်လေးသည်ဖန်ခွက်လေးခွက်တင်ထည့်ထားသည့်လင်မနစ်တို့ကိုဘန်းတစ်ခုထဲတွင်ထည့်ကယူဆောင်လာသည်ကျွန်တော်ဤရှိသူရောက်လာသောအခါကျွန်တော်တောက်ရံတစ်ခွက်ပေးခဲ့သည်။ကြံသုံးခွက်ကိုမူ ဒေါ်ကွမ်းပုံတို့ရှေ့တွင် နေသားတကြသွားရောက်ခြားထားလိုက်လေသည်ထို့နောက်လောကစကားအနှဲငယ်ပြောပြီးလင် သူတို့ထမဖဲခွာကရခင်အတိုင်းပင်မိဘူးတိုင်ရင်ကျွန်တော်နဲ့စကားစံမီဆက်ပြောနေလေသည်ဒေါ်ကွမ်းပုံတို့သည်လည်းလင်မင်းများတောက်ရင် စကားပြောနေကြသည် ကျွန်တော်ဤနေရာမှကြည့်လင်ဧကန်းတွင် သူတို့ထိုင်နေကြသည်ကိုကောင်းစွာမမြင်ရသို့တော့သူတို့ဤစကားပြောဆိုနေကြသံများကိုကတစ်ချက်တစ်ချက်တွင်ကောင်းစွာကြားရသည် ကောင်းလိုက်တဲ့တရားရှင်ကိုတော်လေးရဲ့အတန်လေးကလည်းကောင်းလိုက်တာမပြောပါနဲ့တော့ဒေါက်ကွမ်းပုံဤအတန်ဖြစ်လေသည်ဟုတ်တယ်ရှင်ကိုတော်လေးကတပ်ပယ်လိုက်တာလေလွန်ရောအသားကလေးများဝင်းပြီးထိန်နေတာပဲအဖော်တူဤအတန်ဖြစ်သည်ဒါနဲ့တရားဝဲမှာမမြကြီးတယောက်မြင်လိုက်ကြရဲ့လားလင်ကြီးငုတ်တုတ်ထားပြီးကြွေရမှာမဟုတ်တာတွေသာလုံနေတယ်သူတော်ကောင်းနာမည်တော့ခံလိုက်ချင်တာလွန်လို့တခြားအဖော်တယောက်ဤအတန်ဖြစ်သည် ဟုတ်ပါရှင်ကျမပြင်သူ့အစာရှက်မိပါရဲ့ဒါနဲ့သူ့ယောက်ျားကတော့ဒီကြောင့်ဘာမှမသိဘူးလားအိုးသူ့ယောက်ျားကဒီလောက်နှုံတာအရာတော့လောကမှာမရှိပါဘူးရှင်ဥပုပ်ကြီးနဲ့ပြောရအောင်မယ်သူရုံးတက်သွားတာနဲ့တပြိုင်တည်းဟိုကတခါတည်းရောက်လာရောဆိုပဲအိမ်ကြီးချင်းတွေကတော့မမြင်ချင်မှအဆုံးပေါ်အမ်မာရောရှင်ကိုသားလောက်ကလေးနဲ့များဖြစ်နေလိုက်တာ ကျွန်တော်ဒီဥပုပ်တဲတို့ဤစကားများကိုကြားရသောအခါလွန်စွာပင်အံ့ဩနေမိလေ၏ညနေဆောင်သို့ရောက်သောအခါကျွန်တော်ဒီဥလေးနှင့်အတူညစာထမင်းကို မြင်ရှက်စွာစားလေသည်ထို့နောက်အင်ရှိကန်းသို့ထွက်ခါလက်ဖက်ရည်ကြမ်းတအိုးကိုအလဲချပြီးလင်အေးအေးလူလူစကားပြောနေကြလေသည်မကြာမီမောင်စပြိုးလာပြီးဖြစ်သည်ဖြင့်မိများထွန်းရလေတော့သည်မိအောင်ထွန်းလိုက်သည်နှင့်တပြိုင်တည်း ဒေါ်ကွမ်းမုံဤစူးရှကျေလောင်သောဖရာရှိခိုးတန်ကိုကျွန်တော်တို့ကြားရလေသည်ကျွန်တော်လဲဦးလေးနှင့်စကားလက်ဆောင်ကြကရှေးဟောင်းနှောင်းဖြစ်များသို့စကားဦးလေသွားသည်ဖြင့်ညင့်နမန်းမတိနှက်သွားလေတော့ဤခဏအကြာတွင်ဦးလေးက စကားဆာကိုရုတ်တရက်ဖြတ်လိုက်ကဟောအေးငါတို့စကားကောင်းနေလိုက်တာအတော်တော်ညံ့နေသွားပြီကောကဲငါတို့ဒီညမင်းဦးလေးတို့အိမ်မှာပဲအိပ်ပြီတော့နော်ခုဆိုသည် ထို့နောက်ဆက်၍ခလန်းလန်းတနေရာတွင်ပရိစိတ်နေသောတော်လေးကိုမကြည့်ရဒီညမင်းတို့ဒီမှာပဲအိတ်လိုက်မယ်ဟဲ့အိတ်ရလေးပါလေးပြင်ထားလိုက်ပါကွာဟုလှမ်းပြောသည် ကျွန်တော်လဲအချိန်မလာတော့သဖြင့်ဦးလေးဤစကားကို လက်ခံသောအနေဖြင့်စိတ်စိတ်ပင်နေလိုက်လေ၏မကြမီကျွန်တော်သည်ဒေါ်လေးအသင့်ပြင်ထားသောအိတ်ရပေါ်တို့ရောက်၍ခေါင်းချလိုက်သည်နှင့်တပြိုင်နက်အိတ်ပြော်၍သွားလေသည်မောမောဖြင့်မြင်များကြအောင်အိတ်ပြော်နေသည်မသည် ၎င်းလောက်တွင်မှ ရုတ်တရက်လန်နိုးသွားသည်နိုးသည်နှင့်တပြိုင်နက်ရေလဲဆာလာသည်ကျွန်တော်လဲရေထတောက်ရန်အတွက်အနည်းရှိဇပွဲဝော်တွင် တင်ထားလေရှိသောလက်လိုက်တံမီးကိုရှာဖွေရာမတွေ့ချေအခါတိုင်း၌ဒေါ်လေးသည် ကျွန်တော်အသုံးပြုရန်ဟူ၍လက်လိုက်တံမီးကိုဇပွဲ၌တင်ထားလေရှိသည်ယနေ့ညအဖို့မူမိလျော့သွားဟန်တူသည်သို့သောကိစ္စမရှိ ရေအိုးမှာထမင်းစားကန်းတွင်ရှိသည် ကျွန်တော်အိတ်သောအခန်းနှင့်ရေအိုးထားသောနေရာမှာမဝေးလှ အမောင်ထဲတွင်အသာအရာဆန်းလျှောက်သွားနိုင်သည်ကျွန်တော်လည်းတရွတ်ရွတ်ဖြင့်ဆန်းလျှောက်လာရာမိဘဝက်စီမှတစ်ချက်တစ်ချက်လက်ခနဲလက်ခနဲဖြစ်သွားသောလက်နှိတ်ဓမီရောင်ကို ရုတ်တရက်တွေ့လျက်ရ၍ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားသည်တခိုးလောတဝက်လောတအိမ်သားလုံးအိမ်မောကြနေသောဤအချိန်တွင်မိဘထဲ၌မြည်သူသည်မြည်သည့်ကိစ္စဖြင့်ရောက်ရှိနေပါသည်ကျွန်တော်သည်တိလိုသောဖြင့်မြင်နိုင်လောက်သောနေရာမှဒစီစောင်းချောင်း၍ကြည့်လိုက်မိသည် ကျွန်တော်ဒီမိမိဤမျက်စိများကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွားသဖြင့်ကြောင်အန်းအန်းဖြင့်ရက်နေမိသည်ကျွန်တော်မြင်လိုက်ရသည်ကမိတ်လိုက်ဖွင့်လိုက်ဖြစ်နေသောလက်နှိပ်ဓာမီရောင်အောက်တွင်ဥပုသေးတော်ကွမ်းပုံကြီးတယောက်ကြောင်အိမ်ထဲမှစက်သားဟင်းများကိုအားပါတရကြိုက်ဝါးစားတောက်နေပုံပင်ဖြစ်လေတော့၏ကျွန်တော်လဲကြောင်ကြည့်နေရမှရုတ်တရက်သတိရကရေအိုးကိုအတန်မမီအောင်ဂယုတဆိုင်ဖွင့်ခတ်တောက်ပြီးလျှင် ကျွန်တော်ဤအိယာစီတို့လင်းမြန်စွာစမ်းရပြန်လာခဲ့ရလေ၏နနက်လင်းသောဒေါ်ကွမ်းမုံဤကျဲလောင်သောဖရာရှိခိုးတန်ကြောင့်ကျွန်တော်နိုးလာရလေတော့သည် ကျွန်တော်ထမင်းစားကားနေသောရောက်ရှိလာသောအခါ၌ကဇပွဲတွင်ဦးလေးနှင့်ဒေါ်လေးတို့လက်ဖက်ရည်တောက်နေသည်ကိုတွေ့ရသည်ဒေါ်လေးကလာဟေးလက်ဖက်ရည်တောက်ပါဦးဟုဆိုကလက်ဖက်ရည်ကိုခရရဲမှငှဲ့ပြီးကျွန်တော်အားပေးလေသည် ထို့နောက်ကျွန်တော်စားရံပေါင်မုံတစ်ချက်ကိုလှီးနေသည်ဦးလေးကမူလက်ဖက်ရည်ကိုတကြက်မော့တော့ပြီးငါတို့မနက်စာစားပြီးမှပဲပြန်လာဖို့ကွာဟုဆိုသည်ထိုအခါကျွန်တော်၏နောင်နားမှခြေတန်းကြားသဖြင့်လှည့်ကြည့်လိုက်ရာဒေါ်ကွမ်းမုံကြီးကိုတွေ့ရသည်ဒေါ်ကွမ်းမုံသည်အနစ်ရှိကလထိုင်တလုံးတွင်ဝင်ရောက်ထိုင်လိုက်ရင်ကဲအလုံးမဲအမျှဟေးအမျှအမျှအင်း တသရင်တော့အောင်သွားပြန်ပြီဟူ၍သူဥပုံစောင့်တီကိုအမျှပေးကကျေနဲ့တလို့ဥရန်ကျူးလိုက်လေတော့သည်ဤတွင်ကျွန်တော်ဒီလဲပေါင်မုံကိုကြိုက်ဝါနေရမှတယောက်တည်းကြိတ်ခါပြုံးလိုက်မိလီတော့တည်းမင်းယူဝေ1953ခုနှစ်ဩဂုတ်လထုတ်မြဝတီမဂ္ဂဇင်းလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံး ဘေးကင်းရန်ကွာရှိကြပါစေ။